။ဒါပြီးရနောက်ကောင်းတစ်ခုဖြစ်တဲ့ telephone ကောင်းကိုအမလို့ဆွဲရမယ်။သူကလည်းဒီတိုင်းပဲ opening closing column ကိုတွားကြည့်မယ်။ telephone ရဲ့ opening 300ရှိတယ်။အဲ့ဒီ300ကသူနဲ့တန်းထဲမှာကြီးလိုက်တော့ brand expense OV OV က liability ဖြစ်လို့ balance BD ဒီ300က credit ချမ်းမှာထည့်ရမယ်။ telephone ကောင်းရဲ့ BD OV ဆိုတော့ accrued debt ပဲလေ။ ဘူးဆိုပြီးတော့300ထည့်မယ်အပြင်သူနဲ့တန်းထဲမှာ closing cd เนาะ950ရှိတယ်။ဒါဆိုသူနဲ့တန်းထဲရှိလို့ဒီ950ကလည်း accrue ကို cd ပြန်ထည့်ပေးရမယ်ဆိုတဲ့သဘောပဲဖြစ်တယ်။ဒါဆိုရင်မမတို့ဒီ account မှာဒီ950ကို cd accrue ထည့်ဖို့ဆိုရင် bd accrue တော့က credit ထည့်ခဲ့တာပြီလို့ CD accrue ကကြတော့ဒါပေချာမှာထည့်ရမယ်ဘီဒီနဲ့ CD ကတော့မြန်ဆက်တင်မှာဖြစ်နေပြီနော် BTC CD ထည့်ပြီးသွားရင် bank ကိုထည့်မယ်တဲ့အဲဒါမို့လို့ဥစ္စာရဲ့ bank ကမှာတယ်လီဖုန်း expense ဆိုပြီးတော့၄000ရှိတယ်နော်ဒီ၄000ကဒီ bank ကမှာ credit ဖြစ်လို့အမတို့ခုတွဲမဲ့တယ်လီဖုန်းကမှာ debit ချမ်းကနေ bank ဆိုပြီးတော့ ထည့်ပြရမယ်။ဒီရင်အကောင့်ပိတ်မယ်။ Why ဘောနော်။ဝိုင်းနာတာကို profit or loss လို့ရေးပါ ါဆိုရင်တော့အမတို့တွက်ရမယ် notes အတိုင်းဆိုရင်နံပါတ်6အဆင့်ဖြစ်တဲ့ open knee မှာ accrue တွေ prepaid နေရှိရင် working တွက်ပါဆိုတဲ့အဆင့်နဲ့အခုပြီးပါပြီ။ဒါဆိုရင်နံပါတ်9အဆင့်က depreciation တွက်ရန်မတ်သက်မပေးထားလျင် working တွင် non-current asset အဆက်အကကိုဆွဲပြီးတော့ depreciation တက်မှုရှာပေးရမယ်။ဒါဆိုရင်အမတို့ကခုပုံစံမှာ depreciation တွက်ဖို့အတွက်မတ်သက် ပေးထားပါဘူး။ဒါကြောင့်မို့လို့ walking မှာ non current asset ရဲ့ cost account ဆွဲပေးရမှာဖြစ်တယ်နော်။အဲ့ဒါရင်ပုံစံကိုတော့ကြည့်လိုက်မယ် non current asset ပါရှိတယ်လဲပေါ့နော် opening closing column ကိုကြည့်လိုက်ရပါပြီ non current asset ဆိုပြီးတော့ feature ရှိတယ်ဒါကြောင့်မို့လို့အမတို့ working မှာ feature account ဆိုပြီးတော့တွက်ပေးရမှာဖြစ်တယ်အဲ့ဒါရင်အခု working number 7ရောက်သွားပြီเนาะ feature account ဆိုပြီးတော့ဆွဲမယ်။ဒါက feature ရဲ့ cost account ဖြစ်တယ်ဆိုတော့ကိုသိနေရမယ်နော်။ cost ဆိုတာထည့်မရေးပေးလဲဖြစ်ပါတယ်တကယ်တော့ feature account ဆွဲတော့မယ်ဆိုရင် feature ကလုပ်ငန်းရဲ့ non current asset ဖြစ်တဲ့အတွက်ကြောင့်ဒီအကောင့်မှာ BD ထည့်ရင် debit account ကထည့်ရမယ်။ CD ထည့်ရင် credit account ကထည့်ရမယ်။ပြီးွားရင် bank ထည့်မယ်။ bank ကလည်း debit account ကထည့်တယ်။ဆိုစရာရောင်းတဲ့စီးရင်ရှိရင် credit ချမ်းသာထည့်ရမယ်။ account ပိတ်တဲ့အခါ ွာထားချက်ကို depreciation လို့မအားလို့ဖော်ပြရမှာဖြစ်တယ်။ဒါဆိုရင်ဟုတ်ပြီဒီ feature ကမှထည့်ဖို့ BD demo CD demo ကိုပုံစံရဲ့ opening closing column မှာပဲတွက်ကြည့်တယ်။2500ရှိတယ်1100ရှိတယ်။2500က BD debit မှာထည့်မယ်1100က CD credit မှာထည့်ပေးရမှာဖြစ်တယ်။အဲ့ဒါရင်မတို့အခုထည့်လိုက်မယ်2500 CD က ထထောင်နဲ့တရားဆိုပြီးတော့ဒီဒီစီတီထည့်ပြီးွားရင်ဘန်ကိုကြည့်မယ်နော်ဘာသာရေးပုံစံရဲ့ဘန်ကောင်ကိုတော့ကြည့်မယ်ဘန်ကောင်ရဲ့ credit chain မှာ purchase of feature ဆိုပြီးတော့9000ရှိတယ်ဒါကဘန်ကောင်မှာ credit ဖြစ်လို့အခုမတို့တွက်မဲ့ feature ကမှာဒီ9000က debit ကနေသင်းဝင်ရမှာဖြစ်တယ်နောက်ပြီးရင် disposal နောက်နဲ့စရင်ရှိသလားဆိုတာကိုပုံစံမှာတော့ကြည့်ရမယ် ဥစ္စာမှာဘန်းအကောင့်ထဲမှာပေးထားတယ် COO feature held at the 31 December 2005ပြည့်အတိတ်ပဲကတော့31 December 2005မှာရှိနေတဲ့ feature အလုံးကိုရောင်းလို့ငွေရတော့စရင်က2000ဖြစ်တယ်လို့ပြောတာဖြစ်ပါတယ်ဒါဘန်းအကောင့်ဖြစ်လို့เนาะဘန်းအကောင့်ထဲမှာစရင်က2000လုံးဝင်နေတာပေါ့ဒါဆိုရင်ဒါကိုကြည့်ချင်အဖြစ်ဒီပု္ပ္ပာမှာ disposal ရှိတယ်ဆိုတာသိရမယ် ဘယ်နေရာပစ္စည်းတွေကို disposal လုပ်လိုက်တယ်လဲဆိုရင်31 December 2005မှာရှိတဲ့ feature များအားလုံးကိုရောင်းလိုက်တာဖြစ်တယ်31 December 2005မှာ feature ဘယ်လောက်ရှိတယ်လဲပုံစံမှာလိုက်ရှာလိုက်တော့31 December 2005ဒီမှာတွေ့ပါပြီသူရအောင်မှာ feature တန်ဖိုး2500ရှိတယ်ဒါဆိုရင်ပြောချင်တာကတော့31 December 2005မှာရှိတဲ့ feature တန်ဖိုး2500ကို နောင်လိုက်တာဘန်သေးကိုပတ်စံဘလောက်ရတယ်လဲဆိုတော့2000ပတ်စံရောက်နေပါတယ်ဆိုတဲ့သဘောဖြစ်ပါတယ်เนาะဒါတော့ဟုတ်ပြီအခုဥမာတို့တွက်တဲ့အကောင့်က cost account ဖြစ်တယ် cost account ဖြစ်တဲ့အတွက်ကြောင့် disposal စရင်သွင်းတဲ့အခါ cost တန်ဖိုးကိုပဲသွင်းရမယ် cost တန်ဖိုးဆိုတော့2500လား2000လားပေါ့2500ဆိုတာက cost တန်ဖိုးဖြစ်တယ်2000ဆိုတာကရောင်းတဲ့ချိန်မှာပတ်စံရတဲ့တန်ဖိုး ။ဒါကြောင့်ဒီ cost account မှာစည်ရင်းသွင်းတဲ့အခါ2500ကိုပဲစည်ရင်းသွင်းရမှာဖြစ်တယ်။ဆိုရင်တော့2500သွင်းလို့ရပြီ။အကောင့်ပိတ်လိုက်တဲ့အခါ quarter ချက်က depreciation ပဲပေါ့နော်။အဲ့ဆိုရင်တော့ depreciation တန်ဖိုး900ရရမယ်ပေါ့နော်ပြီးတော့ဒီပုံစံမှာ disposal လည်းရှိတာဖြစ်တဲ့အတွက်ကြောင့် disposal account ကိုလည်းမမတို့က working မှာတွက်ပေးရအောင်မှာဖြစ်တယ်နော် ကြောင့်တက်တယ်လဲဆိုရင်ဒီမှာ no no ပြဲเนาะ no ပြဲနံပါတ်8အရာဆိုရင်နန်ကားတဲ့အဆက်ရောင်းတဲ့စရင်များရှိတယ်ဆိုရင် monkey မှာ disposal account ပဲပါလို့လဲနှုတ်ထဲမှာပါတယ်เนาะဒီပု္ပ္ပာမှာနန်ကားတဲ့အဆက်ရောင်းတဲ့စရင်ရှိတဲ့အတွက်ကြောင့် monkey မှာတေချာပါ disposal account ကိုဆွဲပေးရတော့မှာဖြစ်တယ်အဲ့ဆိုအခုဟိုမှာက disposal account ဆွဲရမှာပေါ့เนาะဆိုရင်မတို့ကအခုက fitter ကို disposal လောက်တာဖြစ်လို့ chan disposal အကောင့်ဆိုပြီးတော့အမတို့အောက်ဆွဲရဲပေါ့နော် disposal of feature လို့ရေးလဲရပါတယ်အတူတူပါပဲเนาะ disposal လို့ပြောရင် disposal သုံးချက်ရှိတယ်လို့ယင်ကလေးသိထားပြီးသားဖြစ်တယ်နံပါတ်1က cost ထည့်ရမယ်နံပါတ်2က provision depreciation တွေထည့်ရမယ်နံပါတ်3က sale proceeds တွေထည့်ပေးရမှာဖြစ်တယ်အဲဒါဟုတ်ပြီ disposal မှာနံပါတ် 1cost ထည့်ရမယ်ရောင်းလိုက်တဲ့ပစ္စည်းရဲ့အရင်းတန်ပိုးပေါ့နော်ဒါဆိုတော့ ရောင်းလိုက်တဲ့ပစ္စည်းရဲ့အရင်းတန်ပိုး2500ရှိတယ်လေမဟုတ်လား2500နော်ဒါက cost ဖြစ်တယ်ပြီးတော့မှ provision depreciation ဒီပုံစံမှာ provision depreciation တွေမရှိပါဘူးပုံစံဖတ်တော့ကလည်းမတွေ့ထားအောင်နော်ထည့်ပေးကြမလို့ဘူးဒါကြောင့်နံပါတ်3အဆင့်ဖြစ်တဲ့ save proceed ကိုထည့်မယ် save proceed ကတော့ရောင်းတဲ့ချိန်မှာပတ်စံရတဲ့တန်ပိုးဖြစ်တယ်ရောင်းတဲ့ချိန်မှာပတ်စံပလောက်ရလဲပုံစံရဲ့ bank account ထဲမှာရှိပါတယ် 2000ဆိုပြီးတော့ပတ်စံရထားတယ်။အဲဆိုဒီ2000ကဒီ bank account မှာဖြစ်ဆိုတော့အခုမှတွက်မယ်။ disposal account မှာ save proceeds ဆိုပြီးတော့ bank လို့ရေးပြီးတော့ credit ချမ်းမှာသွင်းပေးလိုက်မယ်။ပြီးရင်တော့အကောင့်ကိုပိတ်မယ်။အကောင့်ပိတ်တဲ့အခါကျရင်ပါချာချက်ကို disposal profit loss ပေါ်ပေးလိုက်မယ်ပေါ့နော် အဲ့ဒီ credit ချမ်းမှာဆိုတော့ disposal loss ရတဲ့လုပ်ငန်းရဲ့ expense ရင်းဖြစ်တဲ့ဘယ်လောက်လဲဆိုတော့900ပေါ့နော်ဟောချချက်ကိုဝိုင်းလိုက်ပေါ့နော်ဒါကတော့ disposal account ဆွဲလိုက်တာပဲဖြစ်ပါတယ် BMO note ကိုတော့ပြန်ကြည့်ရအောင်အဲ့ဆိုရင် note ပါနံပါတ်၈ထိမောက်လုပ်ပြီးပြီเนาะနံပါတ်9 အတက်တွေ Lawrence for Dog Potato တို့ရှိနေတယ်ဆိုရင် final ကောက်ဆွဲတဲ့ခါမှာလည်းသူတို့ကိုထည့်ပေးရအောင်မယ်ဒီဥစ္စာမှာဘတ်တက်လည်းမရှိဘူး Lawrence for Dog Potato လည်းမရှိပါဘူးအဲဒါမို့လို့ဒီနံပါတ်ကိုအစင်ကိုလုတ်ပေးစရာမလိုပါဘူးအဲဆိုရင်မတို့တွေ booking ကုန်သွားပြီဆိုတဲ့ပုံပေါ့နော်အဲဒါမို့လို့မတို့တွက်ချင်တဲ့ income statement လို့ SOP တို့ကိုအခုတွက်လို့ရပါပြီ